ကိုတိုက်ခိုက်နေလဲအောင်မြင်အောင်စူးစမ်းသွားမယ်ဆိုတဲ့အဆိုတော်နော အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရှင်အစရောနိုရာကတော့ဒုဝတနာပါတဲ့အနုပညာကိတာဘက်မှာကျိုးစားလုပ်ခိုင်းလာရင်အခုဆိုရင်အစရောနိုရာကပရိသတ်ရဲ့အားပေးဝေယံမှုတွေကိုအပြေဝရရှိလာပြီဖြစ်ပြီးနေဖြောဖြေးပွဲတွေမှာတွားရောက်ဖြောဖြေးကဖြောဖြေးပေးနေအားပေးဖြစ်ပါတယ်နိုရာကတော့ဝတနာပါတဲ့အလုပ်လေးတွေမှာအကောင်းဆုံးကျိုးစားနေရပါအခုဆိုရင်သူရဲ့ကိုပိုင်တချင်လေးတွေကလည်းပရိသတ်ရဲ့အားပေးတာကိုခံရပြီဖြစ်ပါတယ်တတ္တစအစရောလေးနိုရာကတော့ဒုဝတနာပါတဲ့အလုပ်လေးတွေမှာအားပေး းခံရသလိုတဖက်မှာလည်းတချို့သူတွေရဲ့တိုက်ခိုက်မှုတွေကိုခံရတာပါ။လောရာကတော့သူကိုတိုက်ခိုက်ကမျိုးမျိုးအပြစ်ပြောဆိုနေရတွေကိုကြုံတွေ့နေရပေမဲ့လေသူဝတနာပါရဲ့နုပညာလုပ်လေတွေကိုဒါအကောင်းဆုံးစူးစမ်းရင်ဖြတ်တန်းနေလျက်ရှိပါရည်ဒီကနေ့မှာတော့ဆူရောမလီနိုရာကသူ့တိုက်ခိုက်ပြောဆိုနေကြတဲ့အပေါ်မှာလေအခုလိုပဲပြောပြလာခဲ့ပါရည်နိုရာကညီမတော်အခုလို တိုက်ခိုက်ပြောဆိုတာတွေကို အစကတည်းကခံနေရတော့ပါမန်းတွေမှာဆို အမျိုးမျိုးလာရောက်ရေးသားထားကြတွေရှိတယ် ဒါတော့မဆန်ပါဘူးပေါ့နော်။အမှုပြအလုပ်ကိုလုပ်တယ်ဆိုတာက ကိုကအပေချစ်ခင်ကြတဲ့သူရှိနိုင်တယ်လို့ကိုမလိုမုံသေးပြီးတိုက်ခိုက်သူတွေကလည်းရှိမှာပဲလေညီမကတော့ဒါရီကိုအရင်ကလိုကြွမဆိုင်ဖြစ်တော့ပါအောင်အရင်ကဆိုရင်ငါ့ကိုသူဘာလို့မကြရလဲဆိုပြီးတွေးမိတယ်အခုဆိုရင်ကိုရဲ့အလုပ်လေးတွေပေါ်မှာပဲအကောင်းဆုံးစူးစမ်းလုပ်ကင်နေပါပြီဆိုပြီးနူရာကပြောပြလာခဲ့ပါတယ် အစရောနူရာကတော့ခလိုတိုက်ခိုက်မှုတွေဝေဖန်မှုတွေအမျိုးမျိုးရှိနေပေမဲ့လေသူဝတနာပါရအမှုပညာလုပ်လေးတွေကိုအကောင်းဆုံးကျူးစာလုပ်ခိုင်းသွားမှာဖြစ်ပါတယ်။အခုဆိုရင်နူရာကသူရဲ့အမှုပညာလုပ်လေးတွေမှာဗီဒီယိုအားပေးမှုတွေကိုအပြည့်ဝရရှိနေပြီဖြစ်ပါတယ်။နူရာကတော့အခုဆိုရင်နေဝရီကိုတွားရောက်ဖြောပြပေးနေရပြီဖြစ်ပြီးသူရဲ့တကြံအတက်လေးတွေထွက်ရှိလာဖို့ကိုလည်းကျူးစာနေပါတယ်။နူရာကတော့လက်တလုံးမှာတိုက်ခိုက်မှုတွေကိုခံရပေမဲ့လေသူဝတနာပါရဲ့လမ်းကြောင်းပေါ်မှာတော့အကောင်းဆုံးကျူးစာရင်ရှောင်းလျန်းနေ ရရှိပါတယ်။အဆူရောနူရာကသူ့ရဲ့ဖြောဖြေပွဲလေးတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောပြလာခဲ့ပါတယ်။အဆူရောနူရာကအစတော့ပွဲရရှိရင်ပရိသတ်တွေကဆက်ဆိုပါအောင်ဆိုပြီးတော့တောင်းဆိုကြတယ်။ကိုမလည်းတချင်ကတပုတ်နှစ်ပုတ်ပဲရှိတာဆိုတော့သူတို့တောင်းဆိုတာကိုမျက်နှာပူရတယ်။အခုတော့တချင်လေးတွေဆိုစရာများသွားပါပြီ။ညီမလည်းပရိသတ်တွေအတွက်အကောင်းဆုံးစူးစမ်းသွားမှာပါဆိုပြီးတော့နူရာကပြောပြလာခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကိုကြုံနေရပေမဲ့အကောင်းဆုံးစူးစမ်းနေရဆိုတော့နူရာဟာအခုစဉ်သူ့ရဲ့တချင်မျိုးမျိုးလေးတွေနဲ့တူဗိဒုရဲ့ပါဇက်ဖြာမှာနာမည်ကြီးနေပါပြီ။သူ့ရဲ့တချင်လေးတွေကလည်းမျိုးမျိုးကြွကြလေးဖြစ်တာကြောင့်ဗိဒုရကသဘောကျနေရပြီးမန်တွေမှာအမျိုးမျိုးရေးတာထားကြပါရီ။နူရာကတော့အခုချိန်မှာသူ့ကိုတိုက်ခိုက်နေရတဲ့ပတ်သက်ပြီးတော့အရင်ကလောက်ဖြစ်အားမများတော့သလိုခေါင်းထဲမှာလည်းမရှိတော့ဘူးလို့ဆိုပါရီ။ နူရာကတော့တချင်လေးတွေကိုကိုရိုင်းရေးသားပြီးကိုပိုင်တချင်ကောင်းလေးတွေနဲ့ဖျော်ဖြေပေးနေပြီလို့လည်းဆိုပါရယ်။အဲကြောင်လေးတွေနဲ့ပတ်သက်ပြီးတော့လည်းနူရာက ခုလိုပဲပြောပြလာခဲ့ပါရယ်။နူရာကညီမတော့တချင်လေးတွေကိုကိုရိုင်းရေးဖြစ်နေပါတယ်။ကိုရိုင်းရေးတာကကိုတဘောကြတဲ့ပုံစံလေးမျိုးကိုဖန်တီးနိုင်တယ်လေ။ဆက်ပြီးတော့လည်းတချင်လေးတွေကိုကိုရိုင်းပဲရေးဖြစ်သွားမှာပေါ့နော်။ဗိုက်တရီရဲ့အတွက်တချင်အစ်စ်လေးတွေထွက်ရှိလာဖို့ကိုလည်းစူးစမ်းသွားမှာပါဆိုပြီးအဆူရောနူရာကပြောပြလာခဲ့ပါတယ်။ နော်ရာလေးကတော့သူကိုအမျိုးမျိုးပြောဆိုနေကြတာတွေရှိပေမဲ့လည်းသူကတော့ဝတ္တနာပါတဲ့လူလေးတွေမှာအကောင်းဆုံးကျူစာသွားမယ်လို့ပြောပြလာခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖို့ရတဲ့အကြောင်းတွေနဲ့တူပြန်လာခဲ့မှဖြစ်လို့အတိတ်တော်ပြည်တင်နိုင်မလို့တန်သိရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါဦးရှင်။အဆုံးတရားအပြည့်ကြီးရှုမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်။